2025ခုနှစ်ဧပြီလ29ရက်အင်္ဂါနေ့ဒီနေ့တွင်ခုနှစ်ရက်သားမိတွေရဲ့တဲတော်ကံကြမ္မာနမိတ်ဖန်ကြားရမယ်ဆိုရင်တော့ကံတရားကအထောက်ပံ့ပေးတဲ့နေ့အခွင့်အရေးကောင်းပေးတဲ့နေ့ဖြစ်ပါတယ်ဒီလိုနေ့မျိုးမှာငွေကြေးကိစ္စတွေအစီအပြေသွားနိုင်မယ်စတူရှယ်ယာကိစ္စတွေအလုပ်အသစ်စဖို့ကိစ္စတွေအယောင်းဝယ်ကိစ္စတွေအတွက်အောင်မြင်သွားပါလိမ့်မယ်ခင်ဗျာငွေကြေးကိစ္စတွေအစီအပြေချောမွေ့ဖို့လို့အတွက်ကတော့ငွေကန်ကောင်းဖို့လို့အတွက်ကတော့နှီးစက်တဲ့ ဖျားစီဒီရဲ့တင်းနာတော့မှာတပြင်းညွတ်ဆယ်ညွတ်လူပြီးငွေချင်းကိစ္စအတွက်ဆူတောင်းလိုက်ပါခင်ဗျာဒီနေ့မှာမိရှုသန့်စင်ဖွားမြင်ကြတဲ့ရင်သွေးယရနာရီအတွက်ကတော့မာဘုတ်ဗရဏိယအင်္ဂါနေ့ဘွားတိုက်ဖွားဇာတာရှင်တွေဖြစ်ကြပါတယ်ခင်ဗျာတိုက်ဖွားတို့ရဲ့သဘောတရားအတိုင်းကြီးပွားချမ်းသာအောင်မြင်ကြမယ်ဇာတာရှင်များဖြစ်ကြအောင်နမိတ်ကောင်းဖတ်လိုက်ပါတယ်ခင်ဗျာဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးတို့အတွက်မင်္ဂလာမွေးနေ့ပါခင်ဗျာမွေးနေ့ရှင်တွေအတွက်ကုသိုလ်ရရေရလက်ညွှန်ရမယ်ဆိုရင်တော့ဒီလိုနေ့မျိုးမှာအုံတို့ခောက်ဆွဲဆွန်း မြတ်စွာဘုရားရှင်လူတိုင်းချင်းယဟန်တန်ဃာလူတိုင်းချင်းအဲ့ပရိသတ်တွေကိုဒါနပြုခြင်းအပြင်ကံစားတိုင်းအထွတ်အထိပ်ကြီးပွားချမ်းသာခြင်းကိုရပါလိမ့်မယ်ခင်ဗျာထို့ဒုဒီလိုနည်းမျိုးမှာအကျိုးပေးဆိုးကိုးကဏ္ဍကတော့တက်ကဏ္ဍသုံးကဏ္ဍဖြစ်ပြီးတော့ဒီလိုနည်းမှာကံတရားရဲ့အထောက်ပံ့ကောင်းနေရဖို့လို့တော့ကတော့မိမိရဲ့အမိကိုတပြေရွက်မှာရေးပြီးမြတ်စွာဘုရားရှင်ကိုလှူဒန်းထားလိုက်ပါခင်ဗျာအယောင်ထိုင်နေတဲ့ကိုပစ္စည်းတွေအယောင်တတ်ဖို့လို့တော့ကတော့အယောင်ထိုင်နေတဲ့ကိုပစ္စည်းတွေကိုအချိုးရဘူးလေးနဲ့ တို့ပြီးခောက်ပြီးရိုက်ပြီးရှူတောင်းလိုက်ခြင်းအပြင်တိရသာသာအယောင်းထွက်အယောင်းထွက်သွားပါလိမ့်မယ်။အမှုကင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုရွှေဖြုံသီးတစ်လုံးမှရိပ်ပြီးသီလရှင်ဆရာလေးတစ်ပါးပါကိုလှူဒါန်းလိုက်ပါခင်ဗျာ။ကျမ်းမာရေးညံ့နေတဲ့သူတွေရှိရဆိုရင်တော့ကျမ်းမာရေးညံ့နေတဲ့သူအတွက်ဓာတ်စာဖြစ်တဲ့ဒီလိုနည်းမျိုးမှာမြင်းခွာရွက်တော့အနေငယ်စားပြီးရှူတောင်းလိုက်ပါခင်ဗျာ။အခြေအမီတားရဲ့အိမ်တော်ကြီးကိစ္စတွေအစဉ်ပြေဖို့လို့တွက်ကြတော့မြတ်စွာဘုရားရှင်ကိုရေခဲမုံလှူဒါန်းပြီး ချင်းရင်မြတ်တိုင်းအိမ်တော်၏အဆင်ပြေရန်ဆုတောင်းဒိဋ္ဌံပြုလိုက်ပါခင်ဗျာ